တိုင်တယ်လို့ခါပြီးတိတ်ခဏလို့ပြောချင်ဘူး။ဒီအဆုံးချက်ကတော့ဒီရက်ကွယ်အောင်ပထမလင်ဆိုတဲ့ဟာပါဇက်လိုက်နဲ့မြင်းမြတ်နဲ့အချိန်တင်သူရဲ့ရဲနာဘိုရဲ့ဇန်ဆွမ်းသူစားတို့မကွန်လေးတို့မဟုတ်ဘူးကိုမြင်းမြတ်ကဘယ်လိုပုံစံလဲတွေ့ရအောင်တို့တွေ့နေကြပုံစံမဟုတ်တဲ့ဟာမျိုးတော့လှုပ်ထားပေးပါတို့ကတော့ဒီလိုပဲကာရိုက်တာစုံတဲ့အတွက်ကြောင့်မလို့တတ်နိုင်တော့ဘေးတက်နဲ့ဟိုသားဇတ်တာဖြစ်မဲ့ပြောင်းလဲမှုတစ်ခုတော့ပြောင်းလဲပေးထားပါ ဒီရက်ကွယ်ပထမလင်ဆိုတဲ့ဟာပါဇလိုက်နဲ့မြင်းမြတ်နဲ့အချိန်တင်သူရယ်ကျန်နာဘိုရယ်ကျန်ဆွမ်းသူစားတို့မကွန်လေးတို့ဟုတ်တော့ဒါတော့ဟာသားပါဦးစောထုံးတဲ့နားဟုတ်တိုက်တယ်လို့ကားဒီသိကောင်တို့ကိုယ်ရုပ်မြတ်သွားပြီလားအာအာကိုကြီး တော့ပြောင်းလဲမှုရောအင်းပြောင်းလဲမှုကတော့တော်တော်ဒီလိုပဲကနေဒါစုံတဲ့အတွက်ကြောင့်မလို့တက်နိုင်တော့ပြောင်းလဲပြီးတာဘေးတက်နဲ့ဟိုသာဇတာဖြစ်မဲ့ပြောင်းလဲမှုတခုတော့ပြောင်းလဲပြီးတာပါငါအတော့တွေ့နေကြပုံစံမဟုတ်တဲ့ဟာမျိုးတော့လှုပ်ထားပေးပါသူကြည့်ကြည့်ကဘုန်းကြီးကိုဘယ်လိုကြည့်မှာလဲ ဲ့မှာကျွန်တော်တွဲပိုက်တိုင်တာလေးတွေတောင်းထားပါတယ်ခင်ဗျာ။ဟာဒီနေ့ကမင်းမြက်ကိုရောဒါရိုက်တွေချပေးနေတာပေါ့။ဟုတ်ကဲ့ပါခင်ဗျာ။ဒီရိုက်မယ်စင်း။အကြခင်ရိုက်မယ်စင်း။အဲ့ဒီဒီရှူတင်ကဥသောရှူတင်ပါကိုဇော်အောင်ရှူတင်ပါကျွန်တော်ဇလိုက်ရဲ့အနောက်ကတပည့်ကြိုက်တယ်ကျွန်တော်ဒီဇိုင်းကြိုက်တယ်ဒီလမ်းမဲ area ရာချုပ်ပေးထားတာပါဟုတ်မြန်မာမြန်မာတော့ကိုယ့်ကိုယ်တိုင်းနဲ့တူအောင်ဆိုပြီးတက်တာ အလဲကိုဒါကြီးဒီဇိုင်းပါတော်တော်တူးနေနော်ဒါကြီးပါဇာအခြေခံပုံမူတွေဥစားလဲတခါကကြတော့ရှင်တော့ဒါဟိုခေါင်းစားလဲဟာလေးရှိတယ်တဲ့မှာဘာလဲဆိုတော့ဟိုတောင်တန်ဟာကြတော့လဲဟိုတချို့အရကြတော့လဲတူတာတူလို့မဲ့လို့ ဟိုရှေ့ကဘာပြဒီကားတမျိုးဘာပြန်လုံမလဲအဲ့လိုမျိုးတော့စဉ်းစားအရေးရိုက်တာများတဲ့ခါကျတော့နည်းနည်းတော့သိတာဥစ္စာလည်းသိပါတယ်ဥစ္စာသိတဲ့ခါကျတော့ဟိုမတူအောင်ပေါ့တက်နိုင်တော့မတူအောင်လို့တော့ presentation ပြောင်းပြောင်းဘလော့တူတယ်ဆိုရင်တော့မှ presentation ပြောင်းမယ်သူကအเจ้าရအောင်ပြန်ပြောင်းမယ်အဲ့လိုမျိုးတော့ပြန်လုပ်ရအောင်ကြည့်ရမယ်ဒီကျမဆက်ကြပြောကြည့်ရအောင်ဟုတ်ပါရဲ့ဆင်းရဲပါဆင်းရဲ လေးပါကိုရဲ့စိတ်ကြီးလို့ဒီပိုင်းမှာဟမ်ဘူးတော်တာလေးကိုကဲပြီးရခဲ့ရလဲဒါဥနဲ့ရခဲ့ရနော်ဒါအမှတ်ပြတာဒါဟာတာကနေရခဲ့ရခဲ့ရဆိုတော့ဒါဘုံကဘလောက်ကြီးအမှတ်ပြရဖြစ်ခဲ့တာလို့ဟာလားကတော့အများကြီးပါပဲသူကဘာလဲလို့ဆိုဖလင်နဲ့လည်းရတာဖြစ်တယ်အဲဒီတော့ကကြာလဲဖလင်နဲ့နောက်ဆုံးပေးတဲ့နှစ်လည်းဖြစ်တယ်နောက်ပြီးတော့ဟာသနဲ့လည်းပထမအောင်ဆုံးရတယ်ပေါ့လေအဲလိုမျိုးအကြောင်းအရာလေးတော့ရှိပါတယ် အဲ့တော့ပြဿနာပါလဲဆိုကိုယ်စိတ်ကိုအရှင်းဆုံးထားရင်တော့ကောင်းဆုံးပဲသူကဥသောလို့ကြတော့စိတ်ကိုအရှင်းဆုံးထားတဲ့အတွက်ကြောင့်မလို့ကြားချက်ချင်းကြားသလိုလားကြားသလိုစဉ်းစားလို့ရတယ်ကွာဘာဖြစ်ဖြစ်ပေါ့သူကဟိုဥသောငယ်တည်းကပါလဲဆိုဆယ်တန်းလောက်ထဲအကျင့်တစ်ခုပါလောက်ထားလဲဆိုတော့ဒီနေ့ဟာပဲဒီနေ့စဉ်းစားနောက်နေ့ကိုသိမစဉ်းစားဘူးအဲ့လိုမျိုးပဲဇက်ဆိုလဲဒီဇက်ဇက်ပဲဥသောရင်စဉ်းစားလိုက်တယ်ပြီးတော့မှနောက်တစ်ဇက်ကိုသွား အဲ့လိုမျိုးပဲစဉ်းစားစဉ်းစားတဲ့အတွက်ကြောင့်ဥစ္စာစိတ်ထဲမှာဟိုဒီကားရတယ်ဒီကားအတွက်ပဲရှိရင်ကျန်တာတော့ရှင်းတယ်အာဟိုနောက်ကဘာရှိနေမယ်လို့ဘာလို့ဘာညာဆိုတော့မရှိမရှိတဲ့အတွက်ကြောင့်ဥစ္စာစိတ်ထဲမှာရှုပ်ထွေးနေတာမရှိဘူးနောက်တစ်ခုကဥစ္စာဒီနေ့အတွက်ဥတီဒီနေ့အတွက်လက်ရှိပဲဥတီတဲ့အတွက်ကြောင့်မလို့ကျန်တဲ့ဟာကအတိတ်ကဖြစ်ခဲ့တဲ့ဟာအကုန်လုံးကညတွေကစဉ်းစားလိုက်တယ်မနေ့ကညတွေကဥစ္စာက မနေ့အထိဘာလုပ်ခဲ့လဲဆိုတော့အကုန်စဉ်းစားလိုက်အဲ့ဒါစဉ်းစားလိုက်ပြီးတော့နောက်နေ့မနေ့မှာအကုန်ပြန်ပြင်ဆင်ပြီးတော့နောက်နေ့အတွက်ပဲသွားအဲ့လိုမျိုးတနေ့ချင်းစီတနေ့ချင်းစီဖြတ်သွားတဲ့အတွက်ကြောင့်ဥစ္စာအသိဟိုစိတ်နောက်ရှဲအသိမရှိဘူးပေါ့ဟိုဘာလဲဆိုတော့ဟိုစိတ်ညစ်เสียဟာဆိုတော့ဥစ္စာမှာမမွေးတတ်မဆုထားတတ်ဘူးသူတစ်ပါးပြောတာကိုလည်းဥစ္စာဟိုလည်းမဖြစ်ဘူးဟိုဝေဖန်တာတွေအကုန်လုံးတော့ပြောတာမဟုတ်ဝေဖန်တာတွေအကုန်လုံးဆိုဥစ္စာဖတ်တယ် ဥစ္စာဝေဖန်တဲ့ဟာတွေအကြောင်းအရာတွေအကုန်လုံးဥစ္စာဖတ်တယ်ဖတ်တဲ့ဟာမှာအာသူတို့ပြောတဲ့ဟာကောင်းတဲ့ဟာတွေလည်းပါတယ်ဟိုဒါပေမဲ့သူတို့အစိုက်ကနေသူတို့မြင်တဲ့ဟာမျိုးပေါ့လေဟိုဥစ္စာကိုမကောင်းမြင်တဲ့ဟာဆိုရင်လည်းအာဒါသူတို့ဘက်ကကြည့်မယ်ဆိုမှန်တဲ့ဟာဆိုရင်ဥစ္စာအကုန်ပြုပြင်ပေးတယ်။ဩော်ဒါသူတို့ဘက်ဘာလို့ဆိုတော့လောကကြီးမှာတစ်ဖက်တည်းမြင်လို့မရအောင်နှစ်ဖက်မြင်ပဲကြည့်ရတယ်။ဥစ္စာတစ်ဖက်တည်းကလည်းဟိုဥစ္စာတွားနေတဲ့ဘက်ကမှန်ညီမှန်မှန်ပဲ သူတို့ဘက်ကကြည့်ရင်လည်းတမျိုးဖြစ်မှာလေလက်ဘွားနဲ့လက်ဖမိုးလိုပဲလေတောင်တောင်အမြင်မတူကြအောင်အဲ့ပုံမှာဥသောသူတို့ဝင်ပန်းတဲ့ပုံမှာသူကဥသောအပြစ်လည်းမမြင်ဘူးအကောင်းပဲမြင်တယ်။ဒါကလည်းသူတို့ကိုယ်စေနာနဲ့ကောင်းစေခြင်းလို့ပြောတယ်ဆိုတော့အသိစိတ်တစ်ခုနဲ့ပဲဥသောကရှေ့ရှုတဲ့အတွက်ကြောင့်မလို့ဥသောနဲ့ကတော့အကုန်လုံးကသားစားတာဖြစ်တယ်။တမင်ဟိုလုံငန်းမှာဆိုလည်းအတူတူပဲလုံဘောက်ကံပဲချင်းချင်းလည်းဒီတိုင်းပဲ။ဟိုပေးသက်နဲ့လည်းဥသောဒီတိုင်းပဲတော့ ဟုတ်တယ်အဲလိုမျိုးဟာတက္ကရရဲ့များတဲ့အတွက်ကြောင့်ဥသောစိတ်ထဲမှာမရှိတာအကောင်းရှိနေလို့ရှိရင်ဥသောနောက်တစ်ခုစဉ်းစားဖို့ကတော်တော်ခဲရဲ့အဲလိုမျိုး